ကိုင်းတိုင်းရွှေဘုံမြို့နယ်ညောင်ကိုင်းရွာနေပြည်သူတွေကဧပြီလ၄ရက်မွန်လ၁၂နှစ်နာရီကျော်မှာကျေးရွာမှာလုံခြုံရေးအတွက်ရောက်ရှိနေတဲ့ရွှေဘုံခရိုင်အမှတ်လေးတည်ရင်ကိုဆန္ဒပြခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။တည်ရင်လေးရွာမှာစကန်းချနေစဉ်အတွင်းဒေသခံတွေရဲ့ပစ္စည်းတွေကိုယူဆောင်သွားတဲ့အတွက်ရွာထဲမှာဆက်ပြီးမနေဘူးတရွာလုံးကဆန္ဒပြခဲ့ကြတာလို့ညောင်ကိုင်းရွာဒေသခံဦးဖိုးထူးကပြောပါတယ်။အဲ့ဒီရင်းလေးနဲ့တို့လူရန်သားကြီးတွေပေါ့ကွာရွာရှိတဲ့ပစ္စည်းချက်ပစ္စည်းထော်လာကြီး လက်တို့ရေစုံးစက်ဆူလာလားမော်တာနောက်ဆုံးกว่าတို့ရွာတာဝါတိုင်းကရွာတဝါလုံးမီးတိုးပင်ဟာလေးတိခိုးယူသွားတာကိုကြညာတိုက်လာကိုမကြည့်တဲ့လူกว่าဒါအပြင်ဆန္ဒပြနေချိန်အတွင်းရွှေဘုခရိုင်အမှလေးတိုင်ရင်မှာတပ်ဖွဲ့ဝင်တဦးကဆန္ဒပြပြည်သူတွေကိုတနက်နဲ့ချိန်ရွယ်ပြီးချိန်ချောက်ခဲ့တယ်လို့သူကဆက်ပြောပါတယ်အဲ့ရှိဘူးခရံရင်းလေးလို့ခေါ်တဲ့ အမိမသိရဲဘော်ကြောင့်ငါ့ကိုယင်ပောက်တက်တဲ့ကြီထိုးချိန်လို့ကွာငါတော့မြင်ကတ်တာငုံးတာအဲအဲ့ဒီကြောင့်မို့ရေးလေးကိုငါလုံးဝလုံးဝညောင်ငယ်ရွာတို့မှာ မလူဘယ်လိုနည်းနဲ့မှမหนีစေချင်တာစနပြပြီးတဲ့နောက်အဲ့ဒီနေ့ညနေ9နာရီကျော်မှာတော့ညောင်ငိုင်းကျေးရွာကနေရွှေဘိုခရိုင်အမှတ်လေးတရင်ကထောက်ခွာပေးခဲ့တယ်လို့ဆိုပါတယ်ကျွာကထွက်ချိန်မှာလဲပစ္စည်းတချို့ကိုယူသွားခဲ့ကအခုလိုတွေလုံဆောင်နေတဲ့အပေါ်ကြောက်လန့်နေရပြီး ဘယ်အဖွဲ့အစည်းကိုအကူအညီတောင်းရမလဲမသိဘူးဖြစ်နေတယ်လို့ညောင်ပိုင်းဒေသခံမဖြူကပြောပါတယ်ထွက်တာထွက်ခွာပေးပါလေထွက်ခွာပေးတဲ့ချိန်မှာကျမတို့ညံခိုင်းရွာပိုက်ဆိုင်နဲ့တာဝါတိုင်းကစက်ကြီးကိုလည်းတဲသွားပါလေကျမတို့ဖြစ်နိုင်အဲ့စက်ကြီးကိုယူခြင်းပါလေကုညီပေးမဲ့အဖွဲ့စည်းများရှိကျမတို့ကဘယ်အဖွဲ့စည်းကိုလည်းကုညီတောင်းမှမသိရွာမှာစစ်ကောင်စီကိုလည်းကြောက်ရရင်းလေးကိုလည်းကြောက်ရကျမတို့အတွက်ကာဝယ်ကာဝယ်ပေးမဲ့ဗစူးများရှိပါလေရှင်အဖွဲ့စည်းများရှိကုညီတောင်းအပ်ပါလေရှင် အခုလိုညောင်ကိုင်းကျေးရွာသားတွေဆန္ဒပြကြတာနဲ့ပတ်သက်ပြီးချွေးဘုတ်ခင်အမှတ်လေးတရင်မှာတာဝန်ရှိသူတဦးကိုမြေလက်အတန်းကမေးမြန်းရမှာတော့၎င်းတို့တရင်အနေနဲ့လုံထုံးလုံနီးနဲ့အညီပကဖပါအဖတို့နဲ့စနေတကျပူးပေါင်းဆောင်ရွက်ထားတဲ့ကိစ္စဖြစ်တာကိုရွာသားတွေကနားလည်မှုလွဲတာပဲဖြစ်လိမ့်မယ်လို့တုံ့ပြန်ပါတယ်